လက်ကေးတိုင်းမွန်တတိကျောင်းတိုင်းမြမနယ်ဆက်ရွှေတရီရန်ဒေသမှာဟန်နီမွန်ထွက်နေရလို့လူပြောများနေတဲ့ငယ်စဉ်ဆုံးတွေပရိသတ်များအားလုံးမင်္ဂလာပါရှင့်သူများပေးတဲ့ပတ်စံနဲ့ခရီးသွားရတာပျော်စရာကောင်းပေမယ့်ကိုသွားခြင်းနဲ့နေရာကိုတော့ရွေးချယ်ခွင့်မရှိတတ်ပါဘူးအခုဆိုရင်ဟန်နီမွန်စပွန်ဆာယူထားတဲ့ဟိဝရန်နဲ့ဆိုဖီးတစင်ဆုံးတွေကတာချီလေးတစ်ဖက်ခြံမဲဆိုင်မြို့ရွှေတရီရန်ဒေသမှာဟန်နီမွန်ထွက်နေရပါတယ်အစောပိုင်းမှာတော့မင်္ဂလာပွဲ၅ပွဲကျင်းပပြီးတမိုင်းတည်ရီထိုးခဲ့တဲ့ဟိဝရန် င်တဲ့အဆိုပြေသင်္ဇင်တို့ဆောင်တွေကအခု honeymoon ခီးစဉ်မှာလဲပရိသတ်တွေမျောလင့်ထားတဲ့ဥရောပမော်ဒိုက်တို့မဟုတ်ဘဲနဲ့ထိုင်းမြန်မာနယ်စပ်ရွှေတရီကန်ဒေသကိုရောက်ရှိနေရဖြစ်ပါတယ်ဒီအတွက်ကြောင့်ပဲအလုံးအတွက်လူပြောစရာကိစ္စတခုဖြစ်နေပါတယ်ဒီခီးစဉ်ရဲ့အဓိကလူကတော့နာမည်ကြီးလက်ကြီးတိုင်မွန်စိန်ရွှေရတနာဆိုင်ပါရှင်ဦးကျော်ပဲဖြစ်ပါတယ်မင်္ဂလာဆောင်အပြီးမှာဟေးဝီရနဲ့အဆိုပြေသင်္ဇင်ကိုဦးကျော်ကသူတို့ဆောင်တွေကိုသွားကြရတော့၃ချင်းတလောက်၃ဆိုတဲ့ honeymoon package ကြီးကိုမင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ ပေးရခဲ့ပါတယ်။အဲ့ဒီတုန်းကတော့အလုံးကဝါမိုက်လိုက်တာကဘာပတ်တော့မှာပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့စပွန်ဆာပေးတဲ့တထေးကရွှေတရီကန်ဒေတာတာချီလိန်နဲ့မဲဆိုင်ဘက်ကိုခေါ်သွားတာဖြစ်နေပါတယ်။ဒီနေရာမှာဝေဖန်သူတွေတုံးတက်ကြတာကဒါကဟန်နီမွန်ခေါင်းစဉ်တက်ထားတဲ့ဈေးရောင်းပွဲတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ စီဝါရေးသမားပီပီဦးကျော်အနေနဲ့သူရဲ့စိန်တဲ့ပစ္စည်းတွေကို နေဆက်ဒေတာမှာကြော်ညာဖို့အတွက်ဈေးကွက်ချဲ့ထွင်ဖို့အတွက်နမဲကြီးဇနီးမောင်နှံကိုအသုံးချလိုက်တဲ့သဘောတက်ရောက်နေပါတယ်ဇနီးမောင်နှံနှစ်ယောက်အနေနဲ့ကျွေးတာစားခိုင်းတာလို့ဆိုတဲ့သဘောမျိုးလိုက်ပါဆောင်ရွက်နေရပုံပေါက်နေလို့ပရိသတ်တွေကတော့တနာနေကြတာပါ နောက်ထပ်လူပြောများနေ့အချက်ကတော့ငွေကြေးချေနေပါပဲ။ပုံမှန်ဆိုရင်ထိတ်တဲနုပညာရှင်တွေဟာကိုယ်စီအိမ်တွေကိုနိုင်ငံခြားခီးထွက်ကြတာများပါတယ်။ပိုင်နဂုံတို့ဆိုရင်တူရကီဝင်းမုံရွှေတို့ဆိုရင်ဥရောပတခြားဆယ်လီတွေဆိုရင်လည်းမော်ဒိုက်ဘာလီစသဖြင့်သွားကြတာပါ။ဒါပေမဲ့ဟင်းဝင်ရဲ့အစိုးပြေတစဉ်တို့ကတော့မင်္ဂလာငါးပွဲအတွက်ငွေကုန်ကြေးကြအများသွားလို့များပိုင်ပြတ်သွားသလားတန်လျာဝင်စရာပါ။မင်္ဂလာဆောင်ပြီးပြီးချင်းမှာတောင်အနာမယူနိုင်မယ့်ပွဲတွေတက်ပရိုမိုးရှင်းတွေဆင်ပြီးတော့ငွေရှာနေရတာကိုတွေ့ရ ပါတယ်။အခု honeymoon မှာလည်းပဲကိုရဲ့ပတ်စံနဲ့လွလွလပ်လပ်သွားတာမျိုးမဟုတ်ပဲတတိယခေါရနောက်ကိုလိုက်နေရတာကသူတို့ရဲ့လက်ရှိငွေကြေးလိုအပ်ချက်ကိုမိမောင်းထိုးပြတယ်လို့ဖြစ်ပါတယ်။ဒါအပြင်ရွှေတတိယကန်ဆိုတာနာမည်ကျော်ကြားပေမဲ့လုံခြုံရေးအရာစိတ်ချရတဲ့အပန်းဖြေစခန်းမျိုးမဟုတ်ပါဘူး။တာမန်ပြည်သူတွေတောင်းသွားလာရလွယ်ကူတဲ့မေဆိုင်လမ်းဘေးဈေးဆိုင်တန်းတွေမှာထိတ်တန့်မင်းသမီးမင်းသားနှစ်ယောက်ကိုတွေ့ရတာကယဉ်ညိမှုရှိတယ်လို့ဆိုနိုင်ပေမဲ့နာမည်ကြီးမင်းသားမင်းသမီးဆိုတဲ့ဂုဏ်နဲ့ကြည့်ရ ရင်တော့အားရစရာမကောင်းလှပါဘူးဖက်ရှင်တွေကစားတာမန်တက်ပိုရိုးရှင်းနေတာကဟန်နီမွန်းဆိုတာထက်နေစင်းတဲ့ခီးစဉ်နဲ့ပူတူနေပါတယ်ဒါပေမဲ့ဟေးဝီယန်နဲ့ဆိုဖီသင်ဘက်ကတော့ပျော်ပါတယ်လို့ဆိုထားပါတယ်ဘယ်တော့တော့အေးမကြည့်ဘူးချစ်တဲ့သူအတူရှိနေရင်တော့နေရာတိုင်းကဟန်နီမွန်းပဲဆိုပြီးတော့ခက်ကြွကြွလေးတုံ့ပြန်ချပါတယ်ဒါကအမှန်တကယ်ပျော်ရွှင်တာဖြစ်နိုင်တယ်လို့စပွန်ဆာပေးထားတဲ့တတိမျက်နှာမပြတ်အောင်ထိန်းပြောလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့သူတို့ရဲ့အခြေအနေကတော့ခိုင်မြဲနေစေ ဆိုတာဒီခရီးစဉ်ကသတိပြနေပါတယ်။ချုံကုံသုံးသက်ရိုက်တော့ Lucky Diamond တတိယဦးကျော်ရဲ့အကန့်အသတ် package ဆိုတာတကယ်တမ်းကျတော့နေရအကန့်အသတ်ပါနေတဲ့ခရီးစဉ်တစ်ခုဖြစ်ပုံရပါတယ်။ပရိသတ်တွေမျောလင်းတယ်လို့ဥရောပမရောက်ပေမဲ့ရွှေတရီကန်ဒေသမှာရွှေလက်တွဲနေတဲ့သူတို့ပုံရိပ်တွေကတမျိုးတော့စမ်းသစ်နေတာအမှန်ပါပဲ။ကဲပရိသတ်ကြီးစပွန်ဆာကြောင့်ဥရောပမရောက်ပေနေဆက်ကိုရောက်သွားတဲ့ငယ်စဉ်ဆုံးတွဲရဲ့ဟန်နီမွန်းပေါ်မှာဘလို့မြင်ကြလဲ။သူများငွေနဲ့ဖြစ်လို့တီးခံရတာလို့ထင်လား။ ဒါမှမဟုတ်တထေးကစီးပွားရေးတကွက်နဲ့ခေါ်သွားခဲ့ရလို့ထင်လောက်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်